အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အတွက်တော့ Epstein ဖိုင်တွေဆိုတာကအကြီးမားဆုံးစိန်ခေါ်မှုတစ်ခုမဟုတ်ဘူးဆိုရင်တောင်စိတ်အနှောက်အယှက်အပြေးဆုံးပြဿနာတစ်ခုအနေနဲ့ဖိစီးနေတယ်ဆိုတာတန်တရာရှိဖို့မလိုပါဘူး Epstein ဖိုင်ဆိုတာကဘာကိုပြောတာလဲဆိုတော့လိန်အမျက်ထုတ်သမားလူမောင်ကိုသမားအနေနဲ့နမည်ဆိုးထွက်ခဲ့တဲ့ Jeffrey Epstein ရဲ့အမှုကိုစစ်ဆေးထားတဲ့တရားရုံးမှတ်တမ်းတွေကို Epstein ဖိုင်တွေလို့ခေါ်တာပါအဲ့ဒီဖိုင်တွေထဲမှာ Trump အကြောင်းတွေလည်းပါနေတယ်ဆိုတာက အိမ်ဖြူတော်ကပုံကိုယ်တွေအတွက်တော့တော်တော်လေးအာရုံနောက်เสียကိစ္စပါ။ Trump ကတော့သူအရင်က abstain နဲ့တည်ကျွမ်းမှုတွေအတိတ်ကဆက်ဆံရေးကိုဘာမှဖုံးကွယ်ထားเสียမလို့ကြောင်းသူ့အနေနဲ့ abstain ရဲ့အမှောင်ကျမ်းဘဝမှာပါဝင်ပတ်သက်မှုမရှိကြောင်းပြောဆိုထားပါတယ်။ဒါပေမဲ့ဒီကိစ္စကိုစောင့်ကြည့်နေသူတချို့ကတော့ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ abstain fine တွေနဲ့ပတ်သက်လို့ Trump ရဲ့တုံ့ပြန်လှုပ်ဆောင်ပုံတွေကသူ့အပေါ်တန်တရားတွေကိုပိုပြီးကြီးထွားလာစေနိုင်တယ်လို့သုံးသပ်ကြပါတယ်။ ဒါပေမဲ့အဲ့ဒီအတွက်လောက်နဲ့သမရကိုယ်တိုင်ရာဇဝတ်မှုတွေဆက်ဆုပ်စရာကိစ္စတွေကျူးလွန်ခဲ့ပါတယ်လို့တော့ဆွဆွဲလို့မရပါဘူးဒီနေရာမှာပို့ပြီးဇက်ရည်လေအောင် abstain အကြောင်းကိုအကျဉ်းချုပ်ပြီးပြောရမယ်ဆိုရင် သူက ချမ်းသာပြီးဩဇာကြီးမားတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပါသူကအမေရိကန်သားမကကဘာအနှံ့ကစီးပွားရေးသမားတွေပညာရှင်တွေအမှုပညာရှင်တွေနိုင်ငံရေးသမားတွေတခြားလူသိထင်ရှားပုံကိုယ်တွေနဲ့လည်းရင်းနှီးခဲ့ပါတယ် သူကအသက်မပြည့်သေးတဲ့မိန်းကလေးငယ်တွေကိုလိန်အမျက်ထုတ်တာလူမောင်ခိုကူးတာတွေနှစ်ပေါင်းများစွာကျူးလွန်ခဲ့တယ်ဆိုပြီးဆွဆွဲခံခဲ့ရတာပါဒီလောက်ရတွေအတွက် Epstein က2005ကနေ2008ခုနှစ်အတွင်းမှာပထမဆုံးအကြိမ်စွဲချက်တွေကိုရင်ဆိုင်ဖြေရှင်းခဲ့ရပါတယ်ဒါပေမဲ့ဥပဒေဘောင်တွေကနေညှိနှိုင်းတာတွေလုပ်ပြီးပြင်းထန်တဲ့ပြစ်ဒဏ်ကိုရှောင်ထွက်နိုင်ခဲ့တာပါဒီလိုနဲ့2019ဇူလိုင်မှာတော့လိန်ပိုင်းဆိုင်ရာလူမောင်ခိုကူးမှုဆွဆွဲချက်တွေနဲ့ ဖက်ဒရယ်အစိုးရက abstain ကိုတရားစွဲခဲ့ပြန်ပါတယ်။ဒါပေမဲ့နောက်လာမှာပဲသူက တရားရင်ဆိုင်ဖို့နယူးယောက်မြို့အကျဉ်းထောင်ထဲမှာစောင့်နေရင်းသေဆုံးသွားပါတယ်။ဒီနေရာမှာ abstain ရဲ့သေဆုံးမှုကကိုကိုကိုအဆုံးစီရင်မှုလို့ကြေညာခဲ့ပေမဲ့ဒါကအမှန်ဟုတ်ရဲ့လားဆိုတော့တန်တရားနဲ့ဝေဖန်မှုတွေလည်းထွက်ပေါ်စေခဲ့တာပါ။ abstain နဲ့ပတ်သက်ဆက်နွယ်တဲ့ဩဇာကြီးမသူတွေကသူ့ကိုနှုတ်ပိတ်လိုက်တာဆိုတော့ခမန်းသီအိုရီတွေလည်းပြန့်နှံ့ခဲ့ပါတယ်။ အဲ့ဒီချိန်တုန်းက Trump အမေရိကန်သမ္မတအဖြစ်ပထမအကြိမ်တာဝန်ယူထားတာဖြစ်ပါတယ်။ Epstein ရဲ့လုပ်ရက်တွေမှာ GGPPU အားပေးကူညီခဲ့တဲ့သူ့ရဲ့ partner အမျိုးသမီး Ghislaine Maxwell လည်းနောက်ပိုင်းမှာဖမ်းခံလိုက်ရပါတယ်။ Maxwell ကမိန်းကလေးငယ်တွေကိုဖျားယောင်ပြီး Epstein ရဲ့စက်ကွင်းထဲရောက်အောင်လို့အဓိကလှုပ်ရှားပေးခဲ့သူဖြစ်ပါတယ်။လက်ရှိချိန်ထိ Epstein အကြောင်းအပါအဝင်သူ့ရဲ့လုပ်ဖော်ကိုင်ဘက်တွေနဲ့ပတ်သက်ဆက်နွယ်သူတွေအကြောင်းမှတ်တမ်းတွေအများအပြားကိုမထုတ်ပြန်သေးတာ။ ကြီးညာခွင့်တားမြစ်ထားတာတွေဖြစ်နေသေးပါဒီအခြေအနေကြောင့်ပဲ F State ရဲ့ကြံရပါတွေတဲမှာ Trump လိုမျိုးဩဇာကြီးမှသူတွေပါဝင်နေတာလားဆိုတော့တန်တရားမေးခွန်းတွေကိုပို့ပြီးတော့ဆိုးလာစေပါတယ် November 12ရက်နေ့မှာတော့ F State ရဲ့ email တချို့ကအများပြည်သူရှေ့ထပ်ပြီးထွက်လာပါတယ်အဲ့ဒီ email တွေအရ Trump နဲ့ F State ကြားမှာရှိခဲ့တဲ့အတိတ်ကထိတွေ့ပတ်သက်မှုတွေကိုပို့ပြီးအသေးစိတ်မြင်သာလာစေတာပါဒါပေမဲ့ဒီ email တွေက ထရမ့်အနေနဲ့ဆိုးရွားတဲ့အမှားတွေမှာပတ်သက်ပါဝင်ခဲ့ပါတယ်လို့စွပ်စွဲဖို့တော့မလုံလောက်ခဲ့ပါဘူး2019တုန်းကအီးမေးလ်ထဲမှာ2000ပြည့်လွန်နှစ်တွေတုန်းကဖလော်ရီဒါမှာရှိတဲ့ထရမ့်ရဲ့မာအီလာကိုဇင်ကန်အိမ်ကြီးကနေမင်းကလေးငယ်တွေကိုတင်းသွင်းလူစုခဲ့တဲ့မက်ဆ်ဝဲရဲ့လုပ်ရက်တွေကိုထရမ့်ကိုယ်တိုင်တိထားပုံပေါ်တယ်လို့မှတ်ချက်ပေးထားပါတယ်အပ်စတိန်ရဲ့အပြောအရဆိုရင်ထရမ့်ကဒါမျိုးမလုပ်ဖို့တော့မက်ဆ်ဝဲကို တားခဲ့သေးတယ်လို့ပါပါတယ်အတိုက်ခံတချို့ကတော့ ဒီ email တွေအရ Trump ဟာ abstain လုပ်နေတာတွေကိုသိခဲ့တယ်။ဒါမှမဟုတ်ပါဝင်ပတ်သက်ခဲ့တယ်လို့စွပ်စွဲကြပါတယ်။ဒါပေမဲ့ဥပဒေရှုထောင့်အနေကြည့်ရင်တဲလွန်စားတွေကဘာမှတဲတဲကွယ်ကွယ်ရှိမနေပါဘူး။ဝန်တန်းတချို့ကို Maxwell ကမအီလာကိုကနေတင်သွင်းလူစုခဲ့တယ်ဆိုတာသိထားတဲ့အကြောင်း Trump ကဝန်ခံခဲ့ပါတယ်။ဒါပေမဲ့အရေးကြီးတဲ့မိကွန်းတစ်ခုကအဲ့ဒီတုန်းက Maxwell ကဒီဝန်တန်းတွေကိုဘလို့ရည်ရွယ်ချက်အောက်ကနေဆွဲဆောင်ခဲ့တာလဲဆိုတာကိုရော Trump က တည်ထားသလားဆိုတာပါပဲအခုလူအများအတွက်ပို့ပြီးအာယုံဆိုင်စရာဖြစ်လာတာကတော့အသက်ထွက်လာတဲ့ email တွေနဲ့ပတ်သက်ပြီး Trump ရဲ့တုံ့ပြန်ပုံပါ email တွေထွက်လာပြီးတဲ့အခါမှာအောက်လွတ်တော်တွေကစုပေါင်းအဆိုပြုချက်တခုကိုအထမမြောက်အောင် Trump နဲ့အင်ဖြူရာတို့ကပို့ပြီးအာထုတ်ပိတ်ပင်ဖို့ကြိုးစားလာခဲ့ပါတယ်ဒါကဘာအဆိုပြုချက်လဲဆိုတော့ abstain file တွေအလုံးမချွေးမချန်ထုတ်ပြန်ပေးရင်မဲခွဲမှုတစ်ခုပြုလုပ်စေဖို့ပဲဖြစ်ပါတယ် ထရမ့်က Epstein Fine တွင်နဲ့သူ့ကိုအတင်းဆက်ဆက်နေတာကအတိုက်ခံ Democratic Party ဝင်တွေရဲ့နိုင်ငံရေးထိုးနှက်မှုသာဖြစ်တယ်လို့ဆွဆွဲထားပါတယ်။ပြီးတော့အဲ့ဒီအဆိုပြုချက်မှာလက်မှတ်ထိုးခဲ့တဲ့ Republican အောက်လွှတ်တော်အမတ်အမျိုးသမီးတဦးကိုခေါ်ပြီးအင်ဖြူရကအစည်းအဝေးလုပ်ခဲ့ပါတယ်။နောက်ထပ်အောက်လွှတ်တော်အမတ်အမျိုးသမီးတစ်ယောက်ကလည်းသူ့ကိုသမရကဆက်သွယ်ခဲ့တယ်လို့ပြောပါတယ်။သူတို့ကိုလက်မှတ်ထိုးထားတာကိုပယ်ဖြတ်ပေးပါလို့တော့ထရမ့်ကတိုက်ရိုက်မတောင်းဆိုခဲ့ပါဘူး။ဒါပေမဲ့ Democratic တွေနဲ့ပေါင်းပြီး ဒီအဆိုမဲခွဲရေးကိစ္စဝိုင်းတွန်းနေတဲ့ Republican Party ဝင်တွေကို Trump ကဝေဖန်ထားပါတယ်။လွှတ်တော်ဥက္ကဋ္ဌ Mike Johnson ကအောက်လွှတ်တော်ဟာလာမယ့်သတင်းပတ်ကြရင်အဲ့ဒီအဆိုကိုမဲခွဲဆုံးဖြတ်ဖို့ရည်ရွယ်ထားတယ်လို့ပြောပါတယ်။အဆိုရဲ့အဓိကအကြောင်းအရာကတော့ခုနပြောသလိုပဲ Abstain Fine တွေကိုဖော်ထုတ်ပေးရေးတရားရေးဝန်ကြီးဌာနစီအမိန့်ပေးဖို့ဖြစ်ပါတယ်။ဒါပေမဲ့အောက်လွှတ်တော်မှာအဆိုအောင်မြင်ခဲ့ရင်တောင်အထက်လွှတ်တော်မဲပေးမှုအဆင့်ကိုဖျက်ရအောင်မှာပါ။ ပြီးတော့အဲ့ဒီလွှတ်တော်နှစ်ရက်စလုံးမှာမဲခွဲမှုတွေအဆင်ပြေခဲ့ရင်တောင်းနောက်ဆုံးအဆင့်အနေနဲ့အတည်ပြုတာကို Trump ကလက်မှတ်ထိုးအောင်မှာဖြစ်ပါတယ်။ဒီတော့ Epstein file တွေကိုဖော်ထုတ်ဖို့ဆိုတာကလောလောလတ်လတ်မှာဘလို့မှ ဖြစ်မလာနိုင်ပါဘူး။ဒါပေမဲ့တစ်ဖက်မှာသူ့ကိုထောက်ခံအားပေးသူတွေကိုယ်တိုင်က ဖြေရှင်းစေခြင်းတဲ့အဖြူအမဲသဲကွဲစေခြင်းတဲ့ကိစ္စတွေကိုလှုံ့ဆော်ဖို့ Trump ကခေါင်းမမာနဲ့ညှဉ်းဆန်နေတာဖြစ်ပါတယ်။ဒါကြောင့်ပဲအစိုးရက Epstein file တွေလူသိရှင်ကြားမဖြစ်အောင် ဟုံးကွယ်စေချင်နေပါတယ်ဆိုတဲ့ထင်ကြီးတွေပိုပြီးအားကောင်းလာတာဖြစ်ပါတယ်။ Trump အနေနဲ့ဘာအမှားမှကျူးလွန်မထားဘူးဆိုရင်တောင်မှဒီကိစ္စတွေဖြစ်နေတာဒီသတင်းတွေထွက်နေတာက သူဟာအမှားတစ်ခုခု လုပ်ထားတယ်ဆိုတဲ့သဘောထားမျိုးစီညွန်ပြနေပါတယ်။ဒါကသူ့ရဲ့နိုင်ငံရေးဂုဏ်သိက္ခာအတွက်လည်းအန္တရာယ်ရှိပါတယ်။ဥပမာပြောရမယ်ဆိုရင် လူထုအမြင်စစ်တမ်းတချို့အရ American ပြည်သူတွေဟာ Epstein ကိစ္စနဲ့ပတ်သက်ရင် Trump ကိုမယုံကျင်တော့ဘူးဆိုတာမျိုးရလက်တွေညွန်ပြနေတာပါ။ တမရကို abstain ရဲ့ကြံရပါလို့မစွတ်စွဲရင်တောင်မှ abstain fine တွေနဲ့ပတ်သက်ပြီး Trump ရဲ့ကင်တွယ်နေပုံတွေကဘဝင်မကျစရာဖြစ်နေတယ်လို့စစ်တမ်းအများစုမှာသဘောထားမှတ်ချက်ပေးကြပါတယ်။ဒီပိုင်းမှာ Trump ကိုမယုံကြည်သူနဲ့ထောက်ခံသူအရေးအတွက်က၃ချိုးတချိုးလောက်ကွာနေပါတယ်။အစိုးရက abstain fine တွေထဲကအချက်လက်တွေကိုဖုံးကွယ်ထားတယ်လို့ယုံကြည်သူ American ဥယေကလည်းတိုးလာနေပါတယ်။ abstain ရဲ့အမှုက ကြီးပါတယ်။ပြီးတော့ရှုပ်ထွေးပါတယ်။ ဲ့တော့ဒီလိုကိစ္စမျိုးမှာပါဝင်ပတ်သက်နေတာက American သမ္မတတယောက်အတွက်ဘလို့မှအဆင်မပြေပါဘူး။ဒါကြောင့်လဲ Trump ကသူနဲ့ Absinthe ကြားမှာရှိခဲ့တဲ့ပတ်သက်ရှက်နွယ်မှုတွေကိုစီးခြားထားဖို့အသေးအတန်စ조사နေတာဖြစ်ပါတယ်။ဒါပေမဲ့တစ်ချိန်တည်းမှာပဲသူနဲ့သူ့အစိုးရရဲ့ကင်တွယ်ပုံတွေကတန်တရားတွေကိုပိုးပြီးမိစာဖြည့်ပေးသလိုဖြစ်နေပြန်တာပါ။ Trump ကအငင်းပွားစရာတွေအတော်လေးရှိတဲ့သမ္မတဖြစ်ပြီးသူ့ရဲ့မူဝါဒတွေအပေါ်ထောက်ခံသူတွေရောစန့်ကျင်သူတွေပါအများကြီးရှိပါတယ်။ ဒါပေမဲ့ abstain ကိစ္စတော့တခြားသောသဘောထားကွဲလွဲစရာကိစ္စရက်တွေနဲ့မဆိုင်ပါဘူး။ဒါကအမှောင်လွှမ်းနေတဲ့ရာဇဝတ်ကိစ္စပါ။ Trump က abstain ရဲ့ညံ့နွမ်းမှုတွေမှာပါဝင်ပတ်သက်ခဲ့တယ်ဆိုတာဘာအထောက်ထားမှမရှိသေးပါဘူး။ဒါပေမဲ့အကင်အတွေမတက်ရင်တော့ပြည်သူတွေဟာအစိုးဆုံးကိုစပြီးယုံကြည်ဖို့အသင့်ဖြစ်စာပြုလာနေပါပြီ။သေချာတာကတော့လက်တလော Trump ကလုပ်နေတဲ့ကိစ္စတွေက လူတွေသူ့အပေါ်တန်တရာပိုဝင်အောင်အကြောင်းပြချက်ကောင်းတွေ ရှာပေးသလိုဖြစ်နေတယ်ဆိုတာပါပဲဒီတော့ abstain file တွေကိစ္စမှာ trump ရဲ့တုံ့ပြန်ကင်တွယ်ပုံတွေကမှန်ကန်ရဲ့လားဆိုတဲ့အမြင်တွေကိုလည်းဝင်ပြီးတော့ဆွေးနွေးသွားလို့ရပါတယ်ဆုံးထိကြည့်ပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်